ဘူအလိုင်းတိုင်ဖုန်းမော်နိုင်ကဗီယက်နမ်ကယူနဲ့တခြားမှာရှိတဲ့အဆောက်အုံတွေရဲ့ခေါမိုးတွေကိုပွင့်ထွက်စေခဲ့ပြီးလမ်းမီတိုင်တွေကိုလဲစေခဲ့ကအနည်းဆုံး၁၁ဦးသေဆုံးစေခဲ့တယ်လို့စက်တမ29ရက်မှာဒေတာဆိုင်ရာတာဝန်ရှိသူတွေနဲ့နိုင်ငံအဆင့်တာဝန်ရှိသူတွေကပြောပါရတယ်။ ။အခုနှစ်မှာဗီယက်နမ်နိုင်ငံကိုဝင်လာတဲ့16မြောက်တိုင်ဖုန်းမုန်တိုင်းဟာစက်တမ28ရက်ညပိုင်းမှာကုန်းတွင်းကိုဝင်ရောက်လာရမှာလေတိုက်နှုန်းတနအီမိုင်း80ကီလိုမီတာ130ရှိခဲ့ပါတယ်။အိမ်တွေနဲ့ဈေးဆိုင်ထောင်ချီပျက်စီးသွားစေခဲ့တယ်လို့ပြည်내သုံးခုမှာရှိတဲ့အာဏာပိုင်တွေက AFP ကိုပြောပါတယ်။ AFP သတင်းဌာနကဖော်ပြခဲ့တဲ့ပုံတွေမှာကယူရန်ပြည်နယ်အန်ဂျီမှာအဆောက်အုံတွေကနေလွင့်ထွက်လာတဲ့တွန့်လှိန်နေတဲ့သံမိုးတွေအိမ်တွေရဲ့အပြက်စီးတွေလမ်းတွေပေါ်ပြန့်ကျဲနေတာကိုတွေ့ရပါတယ်။ လေကြောင့်ကျွန်တော်ရဲ့အိမ်ခေါင်မိုးဟာမိုးဘော်ကိုလွှင့်ထွက်သွားခဲ့ပါတယ်။အဲ့နောက်ပြန်ပြုတ်ကျလာတဲ့အခါအားလုံးကျိုးကုန်ပါတယ်။ကျွန်တော်လဲကောင်းကိုကာဝေးဘေးကင်းအောင်လို့အိမ်ကြီးချင်းရဲ့နေအိမ်စီပြေးလာခဲ့ရပါတယ်လို့အလဲပိုင်းပြည်နယ်ကွန်ထရိုင်မှာရှိတဲ့အသက်82နှစ်အရွယ်အမျိုးသားတဦးကပြောကြားကြောင်းအစိုးရပိုင်းသတင်းစာတူရန်ထရီကဖော်ပြခဲ့ပါတယ်။ စက်တမ29ရက်အစောပိုင်းမှာနင်းပင်ပြည်နယ်မြောက်ပိုင်းမှာတိုင်ဖုန်းကြောင့်ဖြစ်ပေါ်တဲ့လေဝေတို့ဖြစ်ပေါ်ခဲ့တာကြောင့်အနည်းဆုံး9ဦးသေဆုံးခဲ့တယ်လို့ဒေတာရင်းဘေးအန္တရာယ်အေဂျင်စီရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဟျူးပြည်နယ်မှာ2ဦးသေဆုံးပြီးထိုင်းဟွာပြည်နယ်မှာနောက်ထပ်2ဦးသေဆုံးကလူ20ခန့်ပျောက်နေတယ်လို့ဒေတာဆိုင်ရာဘေးအန္တရာယ်တာဝန်ရှိသူတွေနဲ့ အမျိုးသားဘေးအန္တရာယ်အာဏာပိုင်တွေကထုတ်ပြန်ခဲ့ပါတယ်။ပြောင်းနေသူတွေကကိုဦးဟာပင်လယ်မှာငါးဖမ်းလေတွေပျက်စီးဆုံးရှုံးရာကနေပျောက်သွားကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။သူတို့ရဲ့ငါးဖမ်းလေတွေကိုကမ်းမာကျိုးနဲ့ခြိထားတဲ့ဆိုပေမဲ့စက်တမ28ရက်ညပိုင်းကလေပြင်းကြတာရေစီးတန်တာတွေကြောင့်လေတွေကိုခြိထားတဲ့ကျိုးတွေပြတ်ထွက်ပြီးအဲ့ဒီလေတွေဟာပင်လယ်မှာပျောက်ဆုံးသွားကြတယ်လို့ရဲတပ်ဖွဲ့ကပြောပါရတယ်။ မုံတိုင်းမလာမီလူ9300ကျော်ကိုယာယီခုံလုံးရေးစခန်းတွေအဖြစ်ပြောင်းလဲထားတဲ့အစာသင်ကျောင်းတွေနဲ့စေဘန်ဆန်ရဝန်ဆောင်မှုစင်တာတွေကိုရွှေ့ပြောင်းပေးခဲ့တယ်လို့ VNN ပတ်ဝန်းကျင်ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ VNN မှာအခုနှစ်ဇန်နဝါရီကနေဩဂုတ်အထိတဘာဝဘေးအန္တရာယ်ကြောင့်185ဦးသေဆုံးခဲ့ပါတယ်။